ပိုင်းချောရဲ့စမှာတော့မွန်စတာကြီးကလွတ်သွားခဲ့ပြီးတိုက်ခိုက်ပွတ်တွက်ဟန်ပြင်းနေခဲ့ပါတယ်။အဲချိန်ယူကာရီစုလည်းဖမ်းဆုပ်ခံနိုင်ရပြီးလေးယောက်သားလည်းကြောက်လန့်နေခဲ့ပါပြီ။ယူကာရီစုကပြေးဖို့ပြောလိုက်ချိန်မွန်စတာကြီးကလေးယောက်သားစီကိုပစ်ပေါက်လိုက်ပြီးအချိန်နဲ့လွင့်လာတဲ့ယူကာရီစုကြောင့်၅ယောက်လုံးလဲနေကြပါပြီ။အဲနောက်မှာတော့ယူကာရီစုကပြေးဖို့ပြောလိုက်ပြီးမွန်စတာရှေ့သွားရက်ခါချိန်ဆွဲနေခဲ့ပါတယ်။ ဒါဝင်မဲ့ချစ်လူမကြီးမီစုဘကတော့သူ့ကိုသာတိုက်ခိုက်ဖို့အတွက်ပြောနေခဲ့ပါတယ်။အစ်ချီယိုကလည်းဝင်ကာလိုက်ပြီးယူရင်ကိုကလည်းအစ်ချီယိုရှိကနေပျက်ခါရှော့ကာမလေးကိုကာဝယ်ပေးနေခဲ့ပါတယ်။အဲချိန်အလုံးရဲ့ရှေ့ကိုတူကြီးမကဝင်ရလိုက်ပြီးအကုန်လုံးလဲကြောင်သွားကြပါပြီ။အဲချိန်တူကြီးမကတော့ကာမန်ရိုက်တာပိုင်းဆက်၃မှာတော့ရိုက်တာကတူကာဂဲရင်ကိုရှုံးနေပြီးနောက်အသက်ပြန်ရှင်လာတဲ့မွန်စတာတွေကိုပြန်လေ့ကျင့်ပြီးဖိုက်ခဲ့တဲ့အခန်းကြောင်းကိုပြောလာခဲ့ပါတယ်။ ဇလန်းလေးမှာတော့ကမန်ရိုက်တာကနောင်ဆုတ်စတန်မွန်စတာအလုံးကိုတယောက်တည်းပြန်သိခဲ့ပြီးအဲချိန်ကစလို့တူကြီးမတယောက်ကမန်ရိုက်တာဖြစ်ချင်ခဲ့တာပဲဖြစ်ပါတယ်အင်းနော်ကမန်ရိုက်တာဆိုတာ နောင်ဆုတ်လမ်းမြောက်ဘူးလို့ကြွေးကြော်လိုက်ပြီး background music နဲ့တူဟပ်ပြင်လိုက်ခါ rider pen ဆိုပြီး monster ကြီးကိုထိုးချလိုက်ပါတယ်။လွင်သွားတဲ့ monster ကြီးကလည်းဘယ်လိုကုံစားကသူ့ကိုလွင်သွားအောင်ထိုးနိုင်တာလဲဆိုပြီးတွင်းနေကြ။ပန်းညံတွေကလူစုကတော့ရုပ်ရှင်ရိုက်နေကြလို့ထင်သွားခဲ့ပါတယ်။ ရှာကာရီရဲ့ဖြစ်တည်မှုကိုသိစေခြင်းနဲ့မွန်စတာကြီးကလေဘိုခုန်တက်လိုက်ပြီးရှာကာရီကိုလောင်းဖြောက်ဖို့လှုပ်ပါတော့တယ်။အဲလိုနဲ့ရှာကာလောင်းနေမြှုပ်ဖြစ်သွားပြီးနောက်မွန်စတာကြီးလည်းထွက်ပြေးသွားခဲ့ပြီးဒူရီကလည်းငပုံးငါးကောင်ကိုကြည့်ကထွက်သွားခဲ့ပါတယ်။နောက်ကဲမှာတော့ ICO တယောက်ဘောင်းရင်းကိုဝင်သွားခဲ့ပြီးဆိုင်ရှင်ကို9ယောက်စာပြင်ကိုင်းလိုက်ပါတယ်။ဆိုင်ရှင်ကလည်းဒေါ်လာကြီးနဲ့ကိုင်းလို့ခေါ်လိုက်ချင်းအားလုံးလည်းကြုံသွားခဲ့ပြီးဂဲရိုဆိုင်ရှင်ကမစ္စူဘာရင်မှာဖူတာဘာဖြစ်နေခဲ့တာပါ အချင်းယောကလည်းပူတာဘကိုတွေးရကြပြီမို့ဒီဆိုင်ကိုတွင်လာခဲ့တာဖြစ်ကြောင်းပြောလိုက်ပါတယ်။အင်းချင်းရကင်းနေရဲ့မောင်မန်းရကို၄ရက်သားအချင်းနေခဲ့ပြီးဖူတာဘကတော့ဆိုင်လေးကနေထွက်သွားဖို့မောင်းထုတ်နေခဲ့ပါတယ်။ဒါကြောင့်မီစုပါတဲ့ငွေချင်းတွေပါလာတဲ့အတွက်ခါတော့တော့ရှော်ဝေးဖို့ပြောလိုက်ပြီးဖူတာဘကတော့စွန့်ငေါနေခဲ့ပါတယ်။တကယ်တော့ဖူတာဘကကမ်မန်ရိုက်တာ ယူနေတဲ့သူ့မွေးချင်းကြီးကြောင့်နတ်တေကိုမုန်းတီးနေခဲ့တာပဲဖြစ်ပါတယ်။ နောက်ကမ်းမှာတော့ cheers လုံးနေကြပြီအချီယွန်ကတိုကြီးမားကိုတကယ်ကောင်းတဲ့ rider လက်သီးပဲဆိုတာကြီးကျိုးလိုက်ချိန်တိုကြီးမားကလည်းတတ်တာလေ့ကျင့်ခဲ့သမျှလားဆိုပြီးဒီတစ်ချက်တည်းနဲ့တောင်းထိုးခဲ့ကြအောင်ကြွားနေရပါတယ်အဲနောက်မှာတော့ Ichiyo ကထားရလိုက်ပြီးမီဆူဘာနဲ့ Yukari စုတွဲငါဝဲချင်းပါကြမယ်လို့ပြောလိုက်ပါတယ်။ကျွန်ညာပြီးနောက်နဲ့ပြိုင်နေ Ichiyo ကဘေးသိပ်စပြီးသုံးပါတော့တယ်။ အဲ့ချိန်ဆန်ရှင်ကဝင်လာပြီးအတန်းနဲ့ဆွညာနေရဲ့အတွက်လာကုန်းနေခဲ့ကမစ္စဝါကလည်းသူ့အမကိုသူတို့ကမင်းငါဆောင်နေတာဖြစ်ကြောင်းပြောလိုက်ပြီးသူတို့သမီးကိုပါပြလိုက်ပါတယ်သူတို့သမီးကတော့ဖြူအောင်သူတို့သမီးမဟုတ်ပဲရှာကာသူတို့သမီးဖြစ်နေတဲ့အတွက်ဖူတာကလည်းကြောင်းသွားခဲ့ပါပြီအင်းတော့မှာတော့စီစဉ်နှင့်ရရိုတာကဂျီဆူတင်စကားပြောရမယ့်အချိန်ကို ရောက်ရှိလာပါတယ်ဒါကြောင့်မစ္စဝါလည်းထားရလိုက်ပြီးရွှေပွဲလာအဲ့ဒရစ်တက်ကြီးကိုဂျီဆူတင်ကြောင်ပြောနေခဲ့ပါတယ် ဆူရီယန်ရဲ့ပတ်ဖတ်တဲ့မင်္ဂလာပွဲမှာပြည်နာတစ်ခုကကြံနေပါသေးတယ်။ဒါကိုဖြည့်ရှင်းဖို့အတွက်မီဆူကလည်းနောက်တစ်ပတ်လက်ထပ်ခွင့်တောင်းလိုက်ပါတယ်။ဂေရိုထွက်ပြေးနေကြရင်လက်ထပ်ခွင့်တောင်းတော့ကယူကာရီဆူကလက်မခံသေးပဲချစ်တယ်လို့သာပြန်ပြောခဲ့တာပဲဖြစ်ပါတယ်။အင်းတော့မှာတော့အင်းလို့ပြန်ပြေးပြီးမြောက်သားကနမ်းနေကြပါတယ်။ပူတာကတော့ဒီယူရီကအတင်းလုံးနေတာကိုမြုံနိုင်ဖြစ်နေခဲ့ပါတယ်။အဲ့ချင်းယူရီကူကစတင်ပြီးတက်တန်းများဖြစ်လေတိုက်ကြပါလို့မိတ်ဆက်လိုက်ပါတယ် တူကြီးမကတော့ကမန်ရိုက်တာပါလို့မိတ်ဆက်လိုက်ပြီးယူကာရီစုကတော့ရှော့ကာဖြစ်ကြောင်းမိတ်ဆက်လိုက်ပါတယ်။ဂေရွန်ယူကာရီစုရဲ့တာဝန်ကရှော့ကာရဲ့ဂေရှိကြောင်းတည်းရဲ့လူတွေကိုစုံစမ်းထုတ်လန်းမှုပဲဖြစ်ပါတယ်။နေမာရော့စ်ဝဲရိုဖြစ်ဟန်ဆောင်နေရာကနေမန်နေဂျာကိုဒိတ်ဖို့အတွက်ချိန်လိုက်ပါတယ်။အဲလိုနဲ့မစ္စူဘားကလည်းလက်ခံလိုက်ပြီးအဲရဘောခေါ်သွားကဗီထရင်းနဲ့ရိုက်ဒါမန်နေဂျာအောင်ရှင်းပြနေပါတယ်။ ယူကရီစုကလည်းကန်နရိုက်တာအကြောင်းလေးပြောရင်တက်ကြွနေတဲ့မစ္စူဘားကိုကျွေသွားခဲ့ပါတယ်။အင်းနောက်မစ္စူဘားကလည်းနှစ်သိပ်ပြေးလိုက်ပြီးဖူတာဘားကတော့စိတ်ပြက်ခါထွက်သွားခဲ့ပါတယ်။အင်းချင်းယူမားလို့လှမ်းခေါ်လိုက်ပြီးနေမောင်ရဲ့မင်္ဂလာပွဲအတွက်ဂွန်မြူစကားလေးပြောပေးသွားပါအောင်ဆိုကအီချီယိုကပြောချလိုက်ပါတယ်။တော်တော်ထွက်သွားတဲ့ဖူတာဘားကလည်းမျက်နှာကိုဒူးနဲ့ပြေးတိုက်လိုက်ပြီးဆောင်ယူကိုလိုခေါ်လိုက်ပါတယ်။ ဂေရိုဖူတာဘာတယောက်နတ်တီကိုမုံတီးနေခဲ့တာကသူ့ကိုကြောင့်ဒီကဖြစ်ပြီးမူလာတန်းလေးကနေထက်တန်းထိကမရိုက်တာယူနေတဲ့အီချီကိုကြောင့်ဖူတာဘာကငယ်ချင်းလိုခေါ်ကြလူကိုမရှိခဲ့တာပါဒါပြင် သူ့ဘဝကိုဖျက်ဆီးခဲ့တဲ့ ECO ကငွေကြီးတွေခေါ်လာတာမြင်လိုက်ရတဲ့ချိန်မနာလုံးဒေါ်လာတွေပါထွက်နေခဲ့တာပဲဖြစ်ပါတယ်။အဲချိန်ဂက်စတာကန်တို့ကတော့ရောင်းဝယ်တွေလုံးနေခဲ့ပြီးတစ်ဖက်လုံးကလည်းစိတ်ကြည်နေကြအောင်ပြင်းပြခုခုလုပ်ဖို့ပြောလိုက်ပါတယ်။ အဲ့ဒါကတော့ဂိုင်းတစ်ခုကတယောက်စီကို fighting ပေးခိုင်းပြီးစွန့်ငွေတန်ပေးမှာပဲဖြစ်ပါတယ်။စွန့်ငွေဆိုတဲ့အတန်အောင်ကြားလိုက်ရချိန်မှာတော့သုံးလုံးသားလေးတက်ကြွသွားခဲ့ပါပြီ။ဒါကြောင့်ခေါင်းဆောင်လေးနာကာအိုကိုတွားခေါ်ခိုင်းလိုက်ပါတယ်။အဲ့နောက်ရောက်ရှိလာသူကတော့တခြားသူမဟုတ်ပင်ဆော့ကာတမရဲ့ခေါင်းဆောင်ဖြစ်နေခဲ့ပါတယ်။အဲ့နောက်တိုက်ပွဲကြီးကလည်းစတင်လာခဲ့ပြီးနာကာအိုကတော့သုံးအောင်လုံးကိုအမောက်တိတ်ပေးလိုက်ပါတယ်။ တောင်ကျင်တဲ့တစ်ဖက်ကခေါင်းဆောင်ကသူ့အနိုင်ငါးရန်ပေးမယ်ဆိုပြီးကြင်းမြင့်လိုက်ပါတယ်။အင်းလုံးနေနောက်ဆုံးဖိုက်ရမယ်ငါးသန်းနံပွဲကမွန်စတာဖြစ်တဲ့အင်မိုဘဲလေးဖြစ်နေခဲ့ပြီးဇလန်းလေးကလည်းဒီမာရီမဲခန်းရလို့သွားခဲ့ပြန်ပါတယ်။